အာကျွန်တော်ဟိုတီးယန်းနေ့ကညီလေးတရားဖုန်းခေါ်လာတယ်ဗောနော်ဆိုတော့အကိုရအတော်ဆိုးနေပြီတဲ့ဆိုတော့ဟာဘာလို့လဲလို့အာကျွန်တော်အခုလက်ရှိအပ်ထားတဲ့ agency ကဒီ founder ဗောနော်ကျွန်တော်တို့ကိုလိန်သွားပြီတဲ့အဲ့တော့ဒီလူအယောက်100ကျော်လောက်အလိန်ခံလိုက်ရတယ်ပြောတယ်ဗောနော်သူတို့ရဲ့ဒီ passport တွေဆိုရင်လည်းဒီအမိတ်တောင်းတဲ့ကပဲတွေ့တယ်လို့ပြောတယ်ပြီးရင်ဒီ certificate တွေအောင်စင်းတွေဆိုရင်လည်းဘာမှပြန်တောင်းလို့မရဘူးပြောတယ်ဗောနော်ဆိုတော့လူတယောက်ကဒီ300ဆိုရင်တော့ဒီလူအယောက်100ဆိုရင်300ပေါ့နော်ဆိုတော့ဘယ်လိုပဲပြောပြော ဒီပမာဏဆိုရင်တော့လူတစ်ယောက်ကတော့လောဘတက်လာမှာပဲလीအဲ့တော့ဥတုံတန်းမယူသားဘူးဆိုရင်တော့ဒီလူတစ်ယောက်ကလိမ်မိုးဖြစ်နိုင်တယ်ဗောနော်အဲ့တော့ဒီ agency ဆိုတာကလည်းတည့်ရတိုင်းပဲအကုန်လုံးကသူတို့ကလေလေဝဝရှိရာအเจ้าသားတွေကိုတခုခုအเจ้าပြပြီးတော့ဟိုရောက်သွားတော့မှဒါတည်ရမျိုးလည်းဖြစ်ဖြစ်နိုင်တယ်ဒါအခုလူမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေနဲ့ကျွန်တော်တို့ဒီနိုင်ငံခြားကိုထုတ်ဖို့ပြောနေဗောနော်ဒီ passport တခုရဖို့တော့အရန်ခက်ခဲနေတဲ့ကာလမှာဒါအခုလူအလိမ်အညာတွေ အရန်ပေါ်လာတယ်ဗောနော်ဥပဒေဆိုရလဲတိတ်ပြီးမစိုးမိုးတော့တဲ့ကာလာမူလို့ထင်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကဒီအလိမ်မခံရအောင်ဥပမာကျွန်တော်တို့ဒီယုံကန်းတွေကိုတတိထားကြည်တာမျိုးဗောနော်သူတို့ရဲ့ယုံကန်းတွေကငှားထားတာလားဒါမှမဟုတ်သူတို့ရဲ့အိမ်မှာရှိတာလားအဲ့လိုမျိုးဗောနော်ဆိုတော့ငှားထားတာမျိုးဆိုရင်တော့အာဝန်ထမ်းတွေကလည်းနဲတယ်တိတ်ပြီးဟိုနာမည်မရှိဘူးဆိုရင်တော့ဒါအလိမ်ညာဖြစ်ဖို့ ပါစန်တီတွေလည်းများတယ်ပေါ့နော်အမျိုးမျိုးစုံစမ်းသင့်တယ်ပေါ့နော်ကျွန်တော်တို့ဂျပန်ကိုလာခြင်းနဲ့ဆိုရယ်စိတ်တစ်ခုကြောင်းနေပဲလုံးလို့မရဘူးတချို့ဆိုရင်ကျွန်တော် live ပေါ်မှာဒီ TikTok ပေါ်တွေမှာလည်းတွေ့တယ်အာတနာယီကမှရန်2000ရမယ်ပေါ့နော်ပြီးရင်ဂျပန်စကားလည်းဘာမှတက်เสียမလို့ဒီအာအနေစားငိမ့်ပေါ့နော်အဲ့လိုမျိုးလည်းတွေ့ရဆိုတော့လက်ရှိဂျပန်မှာနေနေတဲ့လူတယောက်အနေနဲ့အကြတော့ဒီလို post တွေမြေအရန်ဟိုရည်ကျင်တယ်လို့ပဲပြောရမလားအာဘာလို့လဲဆိုတော့ ကျွန်တော်တို့အခုနောက်ပိုင်းဂျပန်လို့မဟုတ်ကိုယ်နိုင်ငံအဆင်မပြေတဲ့အတွက်ကြောင့်ဒီနိုင်ငံသားတွေကိုတွားရောက်လုပ်ကင်လာတဲ့လူတွေကအများများလာတယ်။ဟိုဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံတခုလည်းမဟုတ်ဘူးနော်။ဥပမာနီပေါ်လိုနိုင်ငံမျိုးတွေဆိုရင်လည်းဒီဒီဂျပန်နိုင်ငံမှာပဲသူတို့လူမျိုးတန်း30လောက်ရှိရပြောတယ်။သူတို့ဆိုရင်ဒီအင်္ဂါပတ်စံမရှိရင်လည်းဂျပန်ကိုလာလို့ရတယ်။ဘာလို့လဲဆိုတော့ဒီအစိုးရကအဲသူတို့ပတ်စံထုတ်ချီးပေးရပေါ့နော်။ဘန်တွေကနေပြီးတော့အဲကြောင့်မို့လို့ လာတဲ့လူအရန်များတဲ့ကာလမှာကွာဒီလိုမျိုးဒီစကားတစ်ခုမှမတတ်တဲ့လူတယောက်ကိုဘယ်လိုလိုဘာလို့ခေါ်မှလဲပေါ့အဥပမာဒီကိုကအရန်တော်နေလို့ပေါ့နော်ဒီကုမ္ပဏီကမရှိမဖြစ်လိုအပ်လို့ဒီလူကို ခေါ်တယ်ဆိုရင်တော့ဒါနည်းနည်းဟုတ်သေးသေးဖြစ်တယ်ဗောနော်စကားပြန်တွေမှာအနေနဲ့အဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီတန်းကိုကဘာမှမတက်ဘဲနဲ့ဒီဘာမှလည်းမရှိဘဲနဲ့ဒီတန်းခေါ်မယ်ဆိုရင်နည်းနည်းစဉ်းစားကြည့်ဗောနော်အလုပ်ရှင်တယောက်အနေနဲ့ဒီလူကိုခိုင်းမယ်ဆိုရင်ဘယ်လိုခိုင်းမလဲဟိုစကားပြန်နဲ့ပဲခိုင်းရမှာရုပ်တိမရှိဘူးဗောနော်အဲ့တော့ ကျွန်တော်တို့ပြောချင်တာကဒီအခုနောက်ပိုင်းဆိုရင်အရန်အလိန်ညာတွေများလာတယ်။ကိုကတတိထားဆင်ကျင်တတ်ဖို့လိုတယ်။ဒီလိုဆင်ကျင်မှုဆိုတာလေဗျာပြောရမယ်ဆိုရင်အဲစာပီနဲ့အရန်ဝေးရလူကြီးဆိုရင်ဒီလိုမျိုးစဉ်းစားချင်မှစဉ်းစားနိုင်လိမ့်မယ်။အဲကြောင့်မို့ထင်တယ်ဒီဆရာကြီးကောင်းအောင်သိလို့ပြီးရင်ဒီဆရာဟိုဒီလေတွင်သားဆော့ရှစ်တို့ဆိုရင်လည်းဒီစာအကြီးတိုက်ဖွင့်ဖို့တွေရွာတွေမှာအများကြီးပေါ့နော်အရင်ခေတ်တုန်းကဆိုရင်လည်းဒီတရုတ်စီမှာရောင်းစားခံရတဲ့လူတွေအများများတယ်ဒါအခုနောက်ပိုင်းတော့ဒီလောက်ရှိရဆိုရင်အရင်တုန်းကဘယ်လောက်များမလဲပေါ့နော် အဲကြောင့်မလို့ဒီနေစာပီဖတ်ကြဖို့အရန်အရေးကြီးရပါတော့ပြီးရင်ကျွန်တော်ပြောချင်တာကဒီအခုနောက်ပိုင်းလူတွေကနီလန်းအမျိုးမျိုးနဲ့လိန်လာကြတာဒီနိုင်ငံရေးတွေမတည်ငြိမ်ဘူးဒီကြားထဲမှာပဲဒီတယောက်နဲ့တယောက်ဆေးဆုံမှုကြားထဲမှာပဲနစ်မနေဘူးအရန်အရေးကြီးရပါတော့ဆိုတော့အဲဒီဂျပန်လုံးမဟုတ်ဘူးတခြားနိုင်ငံသားတွေကိုသွားမဲ့လူတွေအကောင်လုံးယူဆိုင်ကြပါကိုရဲ့ ဒီ agency တွေကိုလည်းကိုယ့်အတွက်ဘာမှအာမခံချက်မရှိဘူးဆိုရင်ဒါဇွတ်မယုံပါနဲ့လူတယောက်ပြောတဲ့စကားလုံးကိုပဲကြည့်ပြီးတော့လည်းမယုံပါနဲ့ပေါ့နော်ဆိုတော့ senior တွေကိုမေးကြည့်ပါပြီးရင်ဒီ agency တခုရဲ့ background တွေကိုလည်းသိချာကြည့်ကြည့်ပါပြီးမှပဲဒီပတ်စံကိုအပ်ပါပေါ့နော်ဆိုတော့ဒီဗီဒီယိုကဒီတစုံတရာအကျိုးရှိမယ်လို့ထင်ပါတယ်။ကိုယ့်ရဲ့ဒီမိတ်ဆွေတငယ်ချင်းကလည်းဒီအိနိုင်ငံခြားကိုသွားတာမျိုးကြီးလုပ်မယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါ။ဆိုတော့အဆုံးထိကြည့်ပေးကြလို့ကြည့်တင်ပါတယ်။ Bye bye ။